အရှင်ဖေရတပည့်တော်တို့လူဝိတွေကကမ္မဝါဖတ်ရင်အပြစ်ဖြစ်ပါသလားကုသိုလ်ဖြစ်ပါသလားရှင်းပြပေးပါဖေရတဲ့အရှင်ဖေရတပည့်တော်တို့လူဝိတွေကကမ္မဝါဖတ်ရင်အပြစ်ဖြစ်ပါသလားကုသိုလ်ဖြစ်ပါသလားရှင်းပြပေးပါဖေရတဲ့ကမ္မဝါကလေတန်ခါကံကိစ္စတွေဆောင်ရွက်တဲ့နေရာမှာရွတ်ဖတ်တဲ့ကမ္မဝါရဲ့ ရှေ့ဆရာတော်ကြီးတွေကအန္တရာယ်ကင်းဖို့ဆိုပြီးတော့ရေးသားစီရင်ပေးခဲ့တဲ့အန္တရာယ်ကင်းကမ္မဝါစာတို့ဘုကမ္မဝါစာတို့ရယ်ဆိုပြီးတော့နှစ်ပိုင်းရှိတယ်နော်တန်ခါကန်ကိစ္စတွေဆောင်ရွက်တဲ့နေရာမှာရွတ်ဖတ်တဲ့ကမ္မဝါကိုတော့ယဟန်တွေပဲရွတ်ကောင်းတယ်လူတွေမရွတ်ကောင်းဘူးနော်လူတွေအနေနဲ့ရွတ်မယ်ဆိုရင်လည်းအပြစ်ဖြစ်တတ်တယ်ရှေ့ဆရာတော်ကြီးတွေရေးသားစီရင်ပေးခဲ့တဲ့အန္တရာယ်ကင်းကမ္မဝါစာတို့ဘုကမ္မဝါစာတို့ကတော့လူတွေအနေနဲ့ရွတ်ကောင်းတယ်ရွတ်လို့အပြစ်လည်းမဖြစ်ဘူးနော် ။သင်္ကန်းချုံပြီးအရက်တောက်တဲ့ဥစဉ်တွေကြတော့ကြည်ညိုတဲ့လားဖေဟာတဲ့။ယဟန်တွေအရက်တောက်တယ်ဆိုရင်သူရဘာနာသိခါဘူးအရသုဒ္ဓပါစိအဘတ်တင့်ပါတယ်။သုဒ္ဓပါစိအဘတ်တင့်တယ်ဆိုတာကပါရာဇိကကြာသွားတာမဟုတ်ပါဘူး။ယဟန်အဖြစ်တည်ရှိနေပါသေးတယ်။ယဟန်အဖြစ်တည်ရှိနေသေးတဲ့အတွက်ကြည်ညိုမယ်ဆိုရင် ကုသိုလ်ရနိုင်ပါသေးတယ်။သို့တော်လည်းပဲမိမိကသာသနာတော်ကိုစောင့်ရှောက်လိုသော စိတ်ဖြင့် အရက်တောက်တဲ့ယဟန်တွေကိုအလိုမရှိဘူးဆိုပါကသူတို့ရဲ့ဥပိ္ပဇေဆရာထံ၌တော်၎င်းသို့မဟုတ်ဆိုင်းရဆိုင်းရတန်ခနာယကအကြီးကဲများထံ၌တော်၎င်းတိုင်ကြားပြီးတော့ဆုံးမခိုင်းတဲ့ပါတယ်အဲ့ဒီလိုလှုပ်ခြင်းဟာသာသနာတော်ကိုလည်းစောင့်ရှောက်ရာရောက်ပါတယ်မိခွန်းတစ်ခုမိရှောက်ခွင့်ပြုပါကိုတော့ဘာသာတရားကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ကဘာသာတရားကိုစော်ကားနေတဲ့မိစ္ဆာတွေကိုဆုံးမတင်ပါသလား ဥပမာသင်္ကန်းဝတ်ပြီးတော့ဘာသာကိုစော်ကားနေတဲ့ဘုန်းကြီးတွေကိုပြောတာပါကိုတော်ဖြေပေးတော်မူပါတဲ့အကျဉ်းချုပ်ပြီးဖြေပေးပါမယ်နော်မြတ်စွာဘုရားလက်ထက်ကသူဓမ္မယဟန်နဲ့စိတ်တကြွယ်ဆိုတာရှိပါတယ်သူဓမ္မယဟန်ဆိုတာစိတ်တကြွယ်ကိုးကွယ်တဲ့ယဟန်ပါစိတ်တကြွယ်ကတော့အနာဂံဖြစ်ပါတယ်တနေ့မှာအရှင်သာရိပုတ္တရာနဲ့တကွယဟန်တွေဟာစိတ်တကြွယ်ရဲ့အိမ်ကိုကြွလာပါတယ်အဲ့ဒီခါမှာစိတ်တကြွယ်က နောက်နေ့မနက်မှာစွမ်းကပ်ဖို့အတွက်အရှင်သာရိပုတ္တရာကိုလျှောက်ထားပါတယ်။ပြီးတဲ့အခါမှာသူကိုယ်ွယ်တဲ့သုဒ္ဓမယဟန်ကိုလျှောက်ထားပါတယ်။အဲ့ဒီအခါမှာသုဒ္ဓမယဟန်ကငါ့ကိုနောက်မှလာလျှောက်ရသလားဆိုပြီးစိတ်ဆိုးပါတယ်။နောက်နေ့မနက်စိတ်တကြွအင်ကိုစားစားကြတဲ့အခါမှာစိတ်တကြွကိုခေါ်ပြီးသင်ရဲ့အလှူမှာနှံ့ပြမှုလိုနေတယ်ဆိုပြီးပြောပါတယ်။ဘာအဓိပ္ပာယ်နဲ့ပြောတာလဲဆိုရင်စိတ်တကြွဟာတထေးဘဝကိုမရောက်ခင်တုန်းကနှံ့ပြမှုရောင်စားရတဲ့သူစိတ်ရဲ့ဘဝကလာတာဖြစ်ပါတယ်။ ပင်ပါတာတင်ဘလောက်ပဲရှူလို့ဘလောက်ပဲတန်းတန်းပင်ဟာနှံ့ပြမှုရောင်းစားတဲ့သူပဲဖြစ်တယ်ဆိုတဲ့သဘောမျိုးဖြင့်အဲ့ဒီစကားကိုဆိုလိုခြင်းဖြစ်ပါတယ်စိတ်တကြွယ်ဟာအနာဂံတည်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်စိတ်မဆိုးပါဘူးစိတ်မဆိုးတဲ့အပြင်ဒီယဟန်တော်လမ်းမကိုရောက်နေပြီငါပြုပြင်ပေးအောင်မှာပဲဆိုတဲ့စေတနာနဲ့အရှင်ဖရာဒက္ခိဏပဋ္ဌတိုင်းသားတွေဟာတစ်ချိန်တုန်းကအနေနဲ့အရရက်ကိုကုံရောင်းကုံသွဲထပ်ပါတယ်အဲ့ဒီလိုကုံရောင်းကုံသွဲထပ်တဲ့အခါမှာ ူတို့မှာပါလာတဲ့ကြီးဖို့လေးနဲ့တခြားနယ်ကကြက်မလေးအကြောင်းပါပြီးကြီးမကြကြက်မကြတဲ့အကောင်လေးတစ်ကောင်မွေးပါတယ်။អော်တဲ့အခါမှာလဲကြက်လို့လဲမអော်ကြီးလို့လဲမអော်អောက်ကလေးအားလို့អော်ပါတယ်။အရှင်ဘုရားလဲအဲ့ဒီဥပမာတိုင်းပါပဲ။ယဟန်ဖြစ်ပါလေးရဲ့ယဟန်စကားကိုလဲမဆိုလူစကားကိုလဲမပြောပဲဟိုမရောက်ဒီမရောက်អောက်ကလေးအားစကားကိုပြောတာဖြစ်ပါတယ်။အဲ့ဒီလိုလောက်တာဟာမကောင်းပါဘူးဆိုပြီးတော့တတိပိစကားပြောကြပါတယ်။ အဲ့ဒီခါမှာသူဓမ္မယဟန်ကဆိတ်ဆိုးပြီးဖရာထံကိုသွားရောက်လျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကသူဓမ္မယဟန်တင်မာတာဖြစ်တဲ့အတွက်စိတ်တကြွယ်ကိုတောင်းပန်လိုက်ပါဆိုပြီးခိုင်းပါတယ်သူဓမ္မယဟန်လည်းကိုမှားဖို့ကိုတည်ပြီးတော့စိတ်တကြွယ်ကိုပြန်ပြီးတောင်းပန်လိုက်ပါတယ်နောက်ဆုံးမှာမြတ်စွာဘုရားပြည့်တဲ့ကမ္မထံကိုအားထုတ်ပြီးသူဓမ္မယဟန်လည်းယဟန်တာဖြစ်သွားပါတယ်ဒါကြောင့်ပြောကျင်တာကယဟန်ပဲဖြစ်စေလူပဲဖြစ်စေမှားနေပြီဆိုရင်တော့ထောက်ပြပေးကောင်းပါတယ်သို့တော်လည်းပဲ ထောက်ပြပေးတဲ့နေရာမှာပုဂ္ဂိုလ်ရေးအာဃာတအမျိုးသဘောမျိုးနဲ့ထောက်မပြပဲလမ်းမှန်ရောက်ပါစီဆိုတဲ့သဘောမျိုးနဲ့ထောက်ပြပေးတာကတော့ပိုကြီးအသင့်တော်ဆုံးဖြစ်ပါတယ်နော်တပည့်တော်ဦးစင်းဝှချင်လို့တဘာတည်းရှိလို့ယဟန်မြောက်ပါသလားတဲ့မမြောက်ဘူးနော်ယဟန်ခံတဲ့အခါမှာအင်္ဂါ၅ချက်နဲ့ပြည့်စုံမှယဟန်ခံလို့ရပါတယ်အင်္ဂါ၅ချက်ကဘာတွေလဲဆိုရင်၁ဝိတ္ထုတံပတ္တိယဟန်လောင်းဤအင်္ဂါပြည့်စုံမှု၂ မျက်တိတံပတိမျက်ဤပြည့်စုံပြီးသားမှု၃ကမ္မဝါစာတံပတိကမ္မဝါဤပြည့်စုံပြီးသားမှု၄တိမာတံပတိတိဉ္ဤဝိပတိကင်းစင်တံပတိဝင်မှု၅ပရိတာတံပတိယဟန်ခံပေးတဲ့အခါမှာကာရကတံကအ ਨੇ ဆုံး၅ပါးပြည့်စုံမှုတို့ပဲဖြစ်ပါတယ်အဲ့ဒီအင်္ဂါ၅ချက်နဲ့ပြည့်စုံမှသာယဟန်ခံလို့ရပါတယ်ယဟန်မြောက်ပါတယ်နော်